ကေဒီယာတော့ကွန်ထရိုလာကအသစ်တွေအောင်မအောင်ကွန်ထရိုလာကအဟောင်းနေဆိုရင်လည်းကွန်ထရိုလာကကောင်းမကောင်းစမ်းတဲ့နည်းပဲဖြစ်ပါရဲ့နော်အခုဒီကက်ဆိုရင်လည်းအာ36 48 350ဝတ်အဲ့တော့ဒီဘက်ထရီ၃လုံးနဲ့စမ်းလို့ရတယ်အဲ့တော့ကျွန်တော်တစ်ချက်ပြပေးမယ်ဒီမှာဆိုရင်မော်တာဂျိုသူ့ရောင်နဲ့သူတက်ထားတယ်စင်ဆာဂျိုလည်းသူ့ရောင်နဲ့သူတက်ထားတယ်အာဒီစမ်းတဲ့မော်တာတော့ကာဗင်မော်တာပဲဖြစ်တယ်နော် ဒါဒီမော်တာကကျွန်တော်ဆိုင်မှာဆန်းဖို့အတွက်ပဲထားလိုက်တယ်။အဲနောက်ပိုင်းကွန်ထရိုလာကတ်တွေဆိုလို့ရှိရင်လည်းတစ်ခါဆန်းပြီးမှနယ်တွေပို့ပေးပြမယ်ပေါ့နော်။ဒါဒီတိုင်းတော့မပို့ပြဘူး။အဲတော့ဒီမှာဆိုရင်အနီနက်36ဗိုလ်တိုက်ရိုက်ပါဝါကျွေးထားတယ်။ပြီးတော့ဒီတော့အစားကိုအာ remove တက်ထားတယ်။ဒီမှာ remove တက်ထားတယ်။ remove နဲ့ပဲအဖွင့်ပိတ်လုပ်လို့ရမယ်။အဲတော့ မော်တာကြိုး၃ကြောင်းနဲ့စင်ဆာကြိုး၅ကြောင်းတက်မယ်ပါဝါကြွေးမယ်ရီမိုတက်လိုက်ရင်ပြီးသွားပြီအဲ့တော့လီဗာစင်ဆာတွေပါရေဘာမှလုံးဆရာမလုပ်ဘူးအဲ့တော့ကွန်ထရိုလာကကောင်းနေမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပါဝါကြွေးပြီးကြွေးပြီးထားလို့ရှိရင်ဒီမှာအနီရဲ့စိမ့်နဲ့ကိုတိုက်ရိုက်ပူလိုက်လို့ရှိရင်ဒီမော်တာထလဲလိမ့်မယ်မော်တာလဲရင်ကွန်ထရိုလာကကောင်းတယ်မော်တာမလဲဘူးဆိုလို့ရှိရင်ကွန်ထရိုလာကအလုံးမလုပ်ဘူးအော်ကျွန်တော်တစ်ချက်ဆန်းပြပေးမယ်နော် ဒါပါပဲကွန်ထရိုတာကကောင်းကောင်းဒီနည်းနဲ့ပဲအလွယ်တကူစမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ